အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Paris Saint Germain အသင်းကပြင်သစ်လီဝမ်မှာဒုက္ခရောက်ပြီးတန်းစင်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ Lyon အသင်းကိုဒါတစ်ဖက်တစ်လမ်းကနေ ကူညီဖို့ဆုံးဖြတ်ခဲ့ပြီးတော့သူတို့ပေးရမယ့်ပြောင်းရွှေ့ခြေကိုအပြေဝပေးချေဖို့ဆုံးဖြတ်လိုက်တယ်ဆိုအားလုံးသိထားပြီးသားလီယွန်ဆိုတာကအခုပြင်သစ်မှာတကယ်ကိုရေသွေးရှိတဲ့အစင်လာရှိတဲ့ကလပ်အသင်းဖြစ်တယ်ဒါပေမဲ့ဒါ ကျွေးမိပြဿနာတွေနဲ့ဒါပြင်သစ်လိတူကိုတန်းဆင်းပြစ်ဒဏ်ချမှတ်ခံထားရတယ်။ကျွန်တော်ဒီဂျွန်30ရက်နေ့မှာမာယူရို188တန်းအကျွေးကိုမချီဖြတ်နိုင်ခဲ့ရင်ဒါလီယိုကတေချာပေါက်တန်းဆင်းရမယ်။အခုလောလောဆယ်တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရပေမဲ့သူတို့အယူခံဝင်ထားတယ်။အဲ့ဒီအယူခံက30ရက်နေ့ထိပဲအကျုံးဝင်မှာဖြစ်တယ်။ဆိုတော့အခုလက်ရှိမှာတရားကိုအမန်ဒါတို့နောက်ဖိုဖာနာအပါဝင် ချူလီဆိုနဲ့ quality ကြမ်းမာတွေအများကြီးလင်ယွန်ကထွက်ဖို့ရှိတယ်။ဒါအခုဆိုရင်အသင်းကောင်းဆောင်အာလက်ဇန္ဒားလာကဆက်ဆိုရင်ဆိုဒီကိုပေါ့ဆိုဒီကတန်းတက်လာတဲ့အသင်းကိုပြောင်းဖို့သဘောတောင်တူထားပြီးလို့တော်တော်များများအပြောင်းရွှေ့ဆိုအခုဒီဒီပိုင်ရှင်ကအခုလက်ရှိမှာသူက Crystal Palace ကိုလည်းပိုင်နေလီယွန်ကိုလည်းပိုင်နေနောက် Brazil Club Botafogo ကိုလည်းပိုင်ထားပြီးတော့ EK Group ဆိုတဲ့ group ရဲ့အောက်မှာရှိတာ ဒါပေမဲ့လည်းလီယွန်နဲ့ပယ်လစ်ကယူရိုပါလီတူတူဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ပယ်လစ်ကသူ့ share တွေရောင်းလိုက်ရလို့43%သူရောင်းလိုက်တယ်။ဒါပေမဲ့အခုလီယွန်ရောပယ်လစ်ရောယူရိုပါလီဝင်ခွင့်ရသည့်တိုင်အောင်လီယွန်ကအခုတန်းစစ်ပြစ်ဒဏ်ချခံရတယ်။ပြီးခဲ့တဲ့ဒီ November တည်းကတန်း905တန်းလောက်အကျွေးပေါ်ချောင်းကိုပြင်သစ်ကိုပြင်သစ်ဘောလုံးဖွဲ့ချုပ်ကနေသတိပေးထားတယ်။အခုလက်ရှိမှာလီယွန်က188တန်းရှင်းရမယ်။ဆိုတော့ BHC ကဘယ်လိုပုံစံ ကူညီလဲဆိုတော့သူတို့လီယွန်ကနေခေါ်ထားတဲ့ Bradley Bagula ဆိုတဲ့ချက်တိတ်လေးခေါ်တော့က2023ပေါ့လေလွန်ခဲ့တဲ့နှစ်နှစ်အသက်20လောက်ကခေါ်ထားတာအဲ့ချက်တိတ်လေးကို Paris Saint-Germain အသင်းက ဘယ်လိုပုံစံလဲဆိုတော့ပြောင်းရွှေ့ချေအပြည့်အဝပေးချင်မယ်ပုံမှန်အဖြစ်ပြောင်းရွှေ့ချေတွေကိုကလပ်တွေကစာချုပ်၅နှစ်ချုပ်ရင်ချုပ်တဲ့၅နှစ်ပုံမူတည်ပြီးတော့အရေးကြပုံစံ၁၀တန်း၁၀တန်း၁၀တန်း၁၀စာ၃၀၅နှစ်စာပြီးတော့မှအဲ့အမောင်းကိုပေးကြတယ်ဆိုတော့အခု PHC က Bradley Bagula အတွက်ခေါ်ထားတဲ့ပြောင်းရွှေ့ချေကယူရိုတန်50ပေးရတယ်55 plus 5တန်းဒါပေမဲ့အက်ဒွန်ကအခုဆိုရင် PSG Champions League ရတာနဲ့အောင်မြင်မှုရတာနဲ့သူပြေးလောက်ပြီဆိုတော့အဲ့တန်း50 2K package မှာ လီယွန်ကကတန်း30ပဲရသေးတယ်ဆိုတော့ PSG ကနောက်ထပ်တန်း30ကိုတခါတည်းအပြေဝပေးချလိုက်တယ်ဆိုတော့ advance ပေးလိုက်တာပေါ့ဗျာဟိုပုံမှန်9နှစ်ပြည့်မှာအပြေဝပေးရမယ်ပြောင်းရွှေ့ချေစာ PSG ကလီယွန်ကိုကဲကူညီချင်တဲ့အတွက်ဒါ NASA Ekalafiro ဘက်ကလီယွန်ကိုတန်း90အပြေတခါတည်းပေးလိုက်တယ်ဆိုတော့အဲ့ကနေလီယွန်ကတန်း30ရပြီဆိုရင်ခုနခုန သူတို့တိုင်ပတ်နေတဲ့198တန်းကိုအတိုင်းတာတစ်ခုတည်းဖြည့်ဆည်းလို့ရမယ်။အဲတစ်ဖက်မှာလည်းအခု Vodafone ရဲ့ကစားမပေါ့လေ။ဒီအရကို Amanda ဆိုရင် Leo ကိုလာကစားတယ်။ဒီစားမကိုသူတို့ရောင်းနေပြောင်းရွှေ့ချေရောင်းမယ်ဆိုရင်တန်း50နဲ့50လောက်ရမယ်။ပြီးတော့အခု Vodafone ရဲ့ကစားမ3ယောက် Iga Hisu အပါဝင်ကစားမ3ယောက်ကို Forest ကိုသူတို့ရောင်းထားတာလည်းရှိတယ်။အဲ့ဒါလည်းတန်း30ကျော်40လောက်ရမယ်။ဆိုတော့စုရင်တော့သူတို့တန်း100လောက်တော့သူတို့ရနိုင်မယ်။ဒါပေမဲ့ ရှာတော့သူတို့အသေးစားရှာနေတယ်ဆိုတော့တကယ်တော့ပဲလေးစ်ရဲ့ share ပိုင်ရှင်ဖြစ်တဲ့ John Tesla ကလီယွန်ကိုပိုင်ထားသူဖြစ်တဲ့ချိန်မှာသူ့ရဲ့ share 43ရာခိုင်နှုန်းကို Euro 100ကျော်သူတို့ထုတ်ရောင်းလိုက်တာဒါပေမဲ့အဲ့ဒါကလုံးဝမလုံလောက်ဘူးဆိုတော့ PSG point of view ကကြည့်ရင်ပုံမှန်အားဖြင့်ကျွန်တော်တို့အင်္ဂလိပ်ကလပ်တွေဒါတခြား league club တွေကကိုပြိုင်ဘက်အတင်တင်ဒုက္ခရောက်ကိုမကူညီဘူးကျွန်တော်မှတ်မှတ်ရရ Scotland League မှာ Celtic Ranger အားပြိုင်နေတဲ့အချိန်မှာ Ranger က bankrupt ဖြစ်ပြီးတော့ administration ဝင်ရတယ် ဝင်ရတဲ့အချိန်မှာအကုန်မဲပေးရတယ် ranger ကိုဘဏ္ဍာရေးအချက်ခဲတွေဖြစ်တဲ့အကြောင်းဒေဝါလီခံသွားတဲ့အတွက်ကြောင့်ဆိုပြီးတော့ဘယ်လိမှာထားမလဲဆိုပြီးမဲပေးတဲ့အချိန်မှာ Scotland League မှာရှိတဲ့ Scotland Scottish Premier League မှာရှိတဲ့အသင်းတွေအားလုံးမဲနိုင်ပြီးတော့စရုတ်တတန်းကိုပို့လိုက်တယ်ဆိုတော့ ranger က Premier League ကနေ Scotland Premier League ကနေပထမရက်ဒုတိယရက်စရုတ်တတန်းဟိုးအောင်ဆုံးတန်းကိုရောက်သွားတယ်ဘာလို့ဆိုတော့အကုန်လုံးကဘယ်ပြိုင်ဘက်ကမှမတနာဘူး ဒါပေမဲ့ BHC ကတော့ရှင်းရှင်းလေးပေါ့လေသူရဲ့ financial power ရောသူကိုယ်တိုင်လည်းတင်းတိလိမှတကောင်နဲ့ပြည့်တဲ့အသင်းဖြစ်တယ်။မာဆေးဆိုရင်တော့ကုညီကျမကုညီမယ်။ဒါပေမဲ့မာဆေးကတို့ရဲ့ခါတိတဲ့ပြိုင်ပတ်လီယွန်ကအဲ့လောက်ထိမဟုတ်ဘူး။ဆိုတော့တို့လီယွန်ကိုကုညီဖို့ဆုံးဖြတ်ပြီးတော့ NASA အခလာဖီက Bradley Bacola ရဲ့ပြောင်းရွှေ့ချေတန်း90ကျန်တဲ့တန်း30ကျော်ကိုတခါတည်းပေးချေလိုက်တယ်။ဆိုတော့ကျွန်တော်တို့ဂျွန်30ရဲ့နေ့မတိုင်ပြီးတော့ကျွန်တော်တို့လီယွန်အမြန်ဆုံးဖြည့်ရှင်းနိုင်ပါစေလို့မျှော်လင့်ရင်း သူ့ရဲ့ကစားမကောင်းတွေလည်းထွက်ဖို့များပြီးတော့ဘာဒီဆက်ဖြစ်မလဲဆက်ပြီးကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်